မင်္ဂလာပါရှင်2014ခုနှစ်ဖေဖော်ဝါရီလ18ရက်တနင်္လာနေ့ညပိုင်းလွတ်လပ်တဲ့အာရှတန် RFA ရဲ့ရွေးမြင့်တန်းကြားအစီအစဉ်တွေကို American ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျွန်မခင်ပါပါ RFA အစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည8နာရီခွဲကနေ9နာရီထိတင်ဆက်သွားမှာပါဒီအစီအစဉ်ကိုပဲနောက်တစ်နေ့မနက်9နာရီခွဲမှာတစ်ချိန်ညနေ10နာရီမှာတစ်ချိန်ပြန်လည်ထုတ်လွှင့်ပေးမှာဖြစ်ပြီးလက်ရှိထုတ်လွှင့်နေတဲ့ Asia Set 3ဂျိုလူနဲ့ New Skies ဂျိုလူတွေကနေဖမ်းယူကြည့်ရှုနိုင်တဲ့အကြောင်းအသိပေးအပ်ပါတယ် ဒီကနေ့အတွက်ထူးခြားတဲ့သတင်းတွေကိုစပြီးတင်ပြပေးပါမယ်ရှင်။မန္တလေးမြို့မန္တလေး Hill Resort Hotel မှာဖေဖော်ဝါရီလ14ရက်နေ့ကစပြီး3ရက်ကြာကျင်းပတဲ့ ARR စာပေပွဲတော်ဟာတနင်္ဂနွေနေ့ကကျင်းပပြီးစီးခဲ့ပါတယ်။ပွဲတော်ကိုမူလကျင်းပဖို့ရည်ရွယ်ထားတဲ့ကုသိုလ်တော်ကြောက်စာဝင်းကနေခွင့်ပြုချက်မရှိတဲ့အတွက်မန္တလေးတောင်ချေမှာရှိတဲ့မန္တလေး Hill Hotel ကိုပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ပွဲတော်ဒုတိယနေ့မှာစကားသမီးလို့အမည်ပေးထားတဲ့မိကွန်းကိုမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ဒေါအောင်ဆန်းစုကြည်တက်ရောက်ဆွေးနွေးခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့အနာဂတ်နဲ့ပတ်သက်ပြီးငြိမ်းချမ်းသာရဝပြောတဲ့နိုင်ငံအဖြစ်မြင်လိုကြရဲဆိုရင်သူတစ်ပါးကလာရောက်ကြိုးပမ်းပေးတာကိုမျှော်လင့်မနေကြပဲနိုင်ငံသားတဦးချင်းစီကဝိုင်းဝန်းကြိုးပမ်းကြဖို့လိုအပ်တယ်လို့ဒေါအောင်ဆန်းစုကြည်ကပြောကြားခဲ့ပါတယ်။ဒုတိယနေ့ဆွေးနွေးပွဲမှာသမိုင်းပညာရှင်ဒေါက်တာဦးတန်းမြင့်ဦးကလည်း တရုတ်နဲ့အိန္ဒိယနိုင်ငံတို့ဆုံရဆိုတဲ့မြန်မာနိုင်ငံရဲ့ထူးခြားတဲ့ပထဝီနိုင်ငံရေးစာအုပ်အကြောင်းဟောပြောခဲ့ပါတယ်။ ARD စာပေပွဲတော်ကမန္တလေးမြို့မှာပထမအဦးဆုံးအကြိမ်ကျင်းပတာဖြစ်ပေမဲ့ပွဲစီစဉ်သူတွေရဲ့စီမံခန့်ခွဲမှုအပိုင်းမှာပွင့်လင်းမြင်သာမှုမရှိဘူးလို့ယူဆတဲ့အတွက်နိုင်ငံစာရေးဆရာကြီးတွေနဲ့စာနယ်ဇင်းလောကသားတွေမတက်ရောက်ပဲတပိတ်မှောက်ခဲ့ကြပါတယ်။ဒီအတွက်ကြောင့်ပြပစာပေပညာရှင်တချို့နဲ့အာနာပိုင်းတွေနဲ့ဆက်ဆက်နေတဲ့စာပေစာနယ်ဇင်းအဖွဲ့ဝင်တို့သာတက်ရောက်ခဲ့ပြီးစီကားတဲ့လောက်မစီကားခဲ့ဘူးလို့လည်းသိရပါတယ်ရှင်။ တောင်သူလူသမားအခွင့်အရေးကာကွယ်ရေးနဲ့အကျိုးစီးပွားမြင့်တင်ရေးဤဥပဒေအမိန့်နဲ့ညွှန်ကြားချက်တွေကိုအချိန်မဆွဲဘဲထုတ်ပြန်ပေးဖို့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းကဒီနေ့တိုက်တွန်းလိုက်ပါတယ်။နေပြည်တော်မှာဒီကနေ့ကျင်းပတဲ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာတော်တော်ကိုယ်စားလှယ်တဦးကလေယာစိုက်ပျိုးရေးဒုတိယဝန်ကြီးဦးအောင်တန်းကိုမေးခွန်းမေးအပြီးမှာသူရဦးရွှေမန်းကဝန်ကြီးဌာနကိုအခုလိုတိုက်တွန်းပြောကြားလိုက်တာပါ။တောင်သူလူသမားအကျိုးစီးပွားမြင့်တင်ရေးအတွက်ဤဥပဒေတွေညွှန်ကြားချက်တွေကိုလေယာစိုက်ပျိုးရေးဝန်ကြီးဌာနကထုတ်ပြန်ပေးရမှာ ဖြစ်ပါတယ်။ဒီနည်းဥပဒေတွေအမြန်ဆုံးပြဋ္ဌာန်းနိုင်မှုအတွက်စိုက်ပျိုးရေးဝန်ကြီးဌာနနဲ့လွှတ်တော်ကဖွဲ့စည်းထားတဲ့တောင်သူလူသမားမွေးမြူရေးနဲ့ဖွံ့ဖြိုးရေးကော်မတီတို့ညှိနှိုင်းကြဖို့လဲသူရဥရှိမန်ကတိုက်တွန်းခဲ့ပါတယ်။ဒီနေ့အစည်းအဝေးမှာလွှတ်တော်ကိုယ်စားလှယ်တူဦးကစဘာကင်းနေပြက်စီးတဲ့အတွက်လက်သဘာတွေစိုက်ပျိုးစရိတ်ချင်းတွေပေးဆက်ရမယ့်ကာလနောက်ဆုတ်ပေးဖို့အစီအစဉ်ရှိမရှိမေးမြန်းခဲ့ပါတယ်။ ဒုတိယဝန်ကြီးဦးအောင်တန်းကခိုင်လုံတဲ့အကြောင်းပြချက်ရှိမှသာချင်းငွေပြန်ဆက်ရမယ့်အချိန်ရွှေ့ဆိုင်권ပြုနိုင်ကြောင်းတဘာဝဘေးရန်တွေကြောင့်ဖြစ်တတ်တဲ့အကျိုးဆက်တွေအတွက်သမရရဲ့တီးတန့်ရန်မုံငွေတွေကထောက်ပံ့ပေးဖို့အတွက်ဗဏ္ဍာရေးဝန်ကြီးဌာနကိုတင်ပြထားကြောင်းပြန်လည်ဖြေကြားခဲ့ပါတယ်ရှင်ကလေးသူငယ်တွေကိုရက်တက်ဖွဲ့မှာအမှုထမ်းခိုင်းတဲ့မြန်မာနိုင်ငံရဲညွန့်တက်ဖွဲ့ဥပဒေကိုရုတ်သိမ်းတဲ့လို့မြို့သားလွှတ်တော်ဥပဒေချမ်းကော်မတီကဒီနေ့မြို့သားလွှတ်တော်အစည်းအဝေးမှာတင်ပြလိုက်ပါတယ်။ တက်မတော်ကအသက်18နှစ်အောက်လူငယ်တွေစစ်မှုထမ်းခွင်ကိုလက်မခံတော့တာကြောင့်ရဲညွန့်တပ်ဖွဲ့ဥပဒေကိုလည်းဖျက်သိမ်းတင်ကြောင်းတက်မတော်သားလွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့မြို့သားလွှတ်တော်ဥပဒေချမ်းကော်မတီဝင်ဘုံမှုချုပ်ကျော်ဦးလင်ကတင်ပြခဲ့တာပါလွတ်လပ်ရေးမရခင်ကတည်းကပြဋ္ဌာန်းခဲ့တဲ့ရဲညွန့်တပ်ဖွဲ့ဥပဒေအရအသက်18နှစ်အောက်ကလေးတွေကိုတင်နန်းပေးပြီးရဲတပ်ဖွဲ့မှမှုထမ်းခွင်ပြုထားပါတယ်ဒီဥပဒေကိုဖျက်သိမ်းတင်ကြောင်းပြည်သူ့လွှတ်တော်ကလည်းအတည်ပြုထားပြီးဖြစ်တယ်လို့သိရပါတယ် အရင်ကတက်ထဲမှာရှိနေမိတာအသက်16နှစ်အောက်ကလေးတွေကို ILO ပြည်ပြည်ဆိုင်ရာလူ့သမားအဖွဲ့ချုပ်အပြင်ကုလသမဂ္ဂကလေးများရန်ကုန်မြို့အဖွဲ့ UNICEF အဖွဲ့တွေနဲ့ပူးပေါင်းပြီးပြန်လှုပ်ပေးတာတွေလည်းရှိခဲ့တယ်လို့သိရပါတယ်ရှင်။မကွေးတိုင်းတစ်ရာကောက်ကြေးရွာမှာဒေသခံတွေကိုချင်းချောက်တဲ့စကားတွေပြောဆိုခဲ့တဲ့ဝန်ကြီးဦးအောင်မြင့်ကိုရာထူးကရက်စဲပေးဖို့အတွက်မန္တလေးမြို့မှာမနေ့ကတကူတော်ဆန္ဒပြပွဲတစ်ခုဖြစ်ပွားခဲ့ပါတယ်။တပိတ်ကျင်းမြို့နယ်ကဦးအေးသိန်းဆိုသူကဆန္ဒပြဖို့ရှောက်ထားရမှာခွင့်ပြုချက်မရတဲ့အတွက် ်ဦးဝေးသိန်းကသူ့ရဲ့တောင်းဆိုချက်နဲ့ပတ်သက်ပြီးအနည်းအနားကပြစ်သက်ကိုဖတ်ပြခဲ့ပါတယ်။နိုင်ငံတော်အစိုးရမှ၎င်းကျူးလွန်သူဦးအောင်မြင့်အားတာဝန်မှရက်ဆက်ပြီးပြည်မှုဆိုင်ရာဥပဒေပုံမှန်294ပုံမှန်905ခါခွေပုံမှန်906တို့ဖြင့်အစောတလင်အမြန်ဆုံးလီမြန်ထိရောက်စွာအေးအေးယူဆောင်ရွက်ပေးရန်လိုအပ်နေပြီ။ ဦးဝေးသိန်းဟာမန္တလေးမြို့မြို့တော်ဥယင်ကနေဈေးကြိုအထိလမ်းလျှောက်ဆန္ဒပြဖို့စီစဉ်ခဲ့ပေမဲ့စပြီးထွက်ချိန်မှာပဲရဲကတားဆီးခဲ့ပါတယ်။အဲ့ဒီနောက်ရဲတပ်ဖွဲ့ကမြစ်တရက်ခန့်နဲ့အတွေ့ဦးဝေးသိန်းကပန်ကြားလွာကိုဖတ်ပြပြီးတဲ့နောက်ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။ဖေဖော်ဝါရီလ9ရက်နေ့ကလည်းဝန်ကြီးဦးမြင့်ကိုဆန္ဒပြဖို့အတွက်တရားကောက်ကြေးပြဒေသခံတွေကမြို့နယ်ရဲတပ်ဖွဲ့မှူးရင်းကိုတင်ပြရမှာပေချခံခဲ့ရပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့တရားကောက်ရွာသားတွေကမနေ့ကသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြပါတယ်။ ဒီအကြောင်း RFA သတင်းတော်ကိုစောတူးကတရားောက်ကြည့်ရကနေသတင်းပေးပို့ထားပါတယ်ရှင်။ဟုတ်ကဲ့အဲ့တော့ပြောခဲ့တော့အဲ့ဒီလိုပြောခဲ့တဲ့ဘိုင်းနဲ့မှာကျွန်တော်ဆရာအဖွဲ့ကြီးကပြေးလက်ဒေတာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဦးအောင်မြင့်ကသူ့အနေနဲ့မကွေးမြို့နယ်တရားောက်ကြေးရွာကို ကားသန်းဖြတ်သွားစင်မှာကြေးရွာသားတွေကတားလို့မူလအစီအစဉ်မပါဘဲခိတ္တရရစကားပြောခဲ့တာဖြစ်ကြောင်းနဲ့ပြန်ကြားရေးဝန်ကြီးဦးအောင်ကြီးကလည်းအလားတူပြောဆိုခဲ့ပါတယ်ဒါပေမဲ့လည်း တရားကောင်ကြေးရွာသားတွေကသူတို့အနေနဲ့ကားကိုတားတာမဟုတ်ပဲဝင်းကြီးနဲ့တွေ့ဖို့အာနာပိုင်တွေကကြိုတင်ဆင့်ခေါ်လို့တွားတွေ့ကြတာလို့အခုဒင်းစာရှင်းလင်းပွဲမှာပြန်ရှင်းပါတယ်အဲ့ဒီနေရာမှာကျွန်တော်နေမြန်တန်ရဲစားဖွဲ့အနေနဲ့လမ်းရှင်းပေးတာကရှိတယ်အဲ့ဒီမှာမွေးမြူရေလုံငန်းနဲ့ကြေးရတဲ့ဖွံ့ဖြိုးရေးဝင်းကြီးဌာနခရိုင်အစင်းမြို့နယ်အစင်းပုဂ္ဂိုလ်များအားလုံးကအားရှိနေတယ်ဒီဝင်းကြီးလာမယ့်ကိစ္စကျွန်တော်လည်းမသိဘူးအဲ့မှာကျွန်တော်လာဖိတ်တယ်ဝင်းကြီးလာမယ့်စီရင်ရှိတယ်လာပါဆိုလို့ကျွန်တော်တို့ထောက်ပြုကော်မတီများအဖွဲ့ကအဲ့ဒီရောက်ချင်နေဖြစ်ပါတယ် အဲ့ဥုံကြီးပြောတယ်ကျွန်တော်လမ်းစဉ်ဘက်ကြီးစင်ကလူ15လောက်ကဝင်းကြီးကောက်တားတယ်ဆိုတာလုံးဝမဟုတ်ပါဘူးအားလုံးတို့ဌာနဆိုင်ရာပုံကွယ်များအားလုံးရှိပါပြီးခဲ့တဲ့ဇန်နဝါရီလကလေးကပြည်လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဦးအောင်မြင့်ကတရားကောက်ကြီးရွာကားရပြီးကြီးရွာသားတို့နဲ့တွေ့ဆုံစင်မှာရိုင်းပြစွာပြောဆိုခဲ့တယ်လို့သတင်းတွေမှာဖော်ပြခဲ့ကြပါတယ်။နေရကလှည့်ပြီးပားရဲရဲတယ်ဟောဆိုပြီးတော့မင်းကပြောလာတယ်။အဲ့လိုအခြေအနေတွေကြောင့်ဝန်ကြီးဦးအောင်မြင့်ဟာအဲ့ဒီတရားကောက်ကြီးရွာကိုဒုတိယကြိမ်သွားရောက်ပြီး ဖွံ့ဖြိုးရေးစီမံကိန်းတချို့လှုပ်ဆောင်ပေးမယ်လို့ပြောဆိုခဲ့ပါတယ်။တရားကောက်ကြီးပါသားအများစုကတော့သူတို့ကိုဝင်ကြီးဦးအောင်မြင့်ကပထမအကြိမ်ရိုင်းပြစွာ ပြောဆိုပြီးမှဒုတိယအကြိမ်လာရောက်ပြီးမလုံပေးခဲ့တာကိုအလိုမရှိသလိုဘာမှလည်းတောင်းဆိုခဲ့တာမရှိကြောင်းနဲ့အဲ့လိုတောင်းဆိုခဲ့သူတွေဟာအာဏာပိုင်တွေရွေးချယ်ရတဲ့သူတွေပဲဖြစ်ကြောင်းရှင်းလင်းပါလေ။မတောင်းဆိုဘူးဆိုတာတနိုင်ငံလုံးကိုအစဲခံထားပြီးမှရတဲ့ခွင့်ရလေးကိုကျွန်တော်မလိုချင်ဘူး။ အဲ့တော့တနိုင်ငံတော့ပြောမယ်လေဟာမင်းတို့ဒါလေးပေးရလေရတော့မင်းတို့ငိမ့်သွားလို့ပြောမယ်ခုယူရကျွန်တော်တို့မပါဘူးကျွန်တော်တို့မယူယူတာသူတို့အာဏာပိုင်ဖွဲ့စည်းနေတဲ့လုံးဝကိုပါတယ်ကျွန်တော်တို့မယူဘူးကျွန်တော်မတောင်းဘူးကျွန်တော်တို့မတောင်းဘူးဒါပြကြကျွန်တော်ပြောချင်းနေလေကျွန်တော်တို့တောင်းမှန်နေဆိုရင်တောင်းပါကျွန်တော်ကပြောရမယ်ကျွန်တော်တို့တဲ့ကောက်ကတနိုင်ငံလုံးရဲ့ကိုစားပြုလွတ်တော်အမတ်တော့အဲ့တော့ရွာပေါ့ဗျာတနိုင်ငံလုံးရဲ့ကိုစားပြုရွာမဟုတ်ဘူးကျွန်တော်တို့ကြေးပိုင်ခွင့်မရှိဘူးကျွန်တော်တို့ညင်းပိုင်ခွင့်လည်းမရှိဘူး သူတို့တောင်းပန်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့တရားကောက်ကိုလာပြမလို့ပါဘူးဗျာနေပြီးတော့လူခမ်းမတစ်ခုကနေဟုတ်တယ်ဒင်းကရှင်းလင်းမှာတစ်ခုလိုလိုက်ပါကျွန်တော်တို့မီဒီယာတွေကိုကျွန်တော်အဲ့လိုပြောတာမဟုတ်ပါဘူးနိုင်ငံသမားတွေအဲ့လိုပြောတာမဟုတ်ပါဘူးလို့ပြောလိုက်ဟဲ့တရားကောက်ကိုလာပြကြောင်းမရှိဘူးကျွန်တော်ပြောခြင်းလေးထပ်ပြီးရောကျွန်တော်ကလည်းထပ်တွေ့တယ်လीဆက်ရှိရနေရလာသွားတဲ့ခီးစဉ်တစ်ခုတရားကောက်မှာဘာ project မှမရှိဘူးဘာဝင်ကြီးဌာနမှလည်းမရှိဘူးလုံးဆိုင်တဲ့နေရာမဟုတ်ဘူးရွာအသေးမွားလေးဒီလိုအသေးမွားလေးတစ်ခုကိုပြည်အောင်စုဝင်ကြီးတယောက်နေနဲ့နောက်ထပ်တစ်ကြိမ်လေးရက်နေမှာထက်လာတယ်ဆိုတော့ဒါသာမန်တွေ့မယ်ဆိုရင်ဒါတောင်းမှန်တာပဲလीအ ဒါပေမဲ့ကျွန်တော်တို့လူချင်းเนี่ยဓာတ်ရိုက်ဗဇက်ကနေတောင်းပန်တာမလုပ်ဘဲနဲ့ခုနကလူမျိုးမလုံးမျိုးလေးပေးပြီးတော့လက်ညှိုးထောင်လေးနဲ့ရှင်းသွားတဲ့ခါမှာကျွန်တော်တို့ဝင်လို့မရတဲ့အတွက်ကျွန်တော်တို့ဘာမှမပြောလက်ရတာ။ကျန်တာကြောင့်မဟုတ်ပါဘူး။အဲ့လိုချင်းတွေကြောင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဦးအောင်မြင့်ကိုအရေးယူပေးဖို့တရားကောက်ကြေးရွာသားတွေကတောင်းဆိုနေကြပါတယ်ခင်ဗျာ။ကျွန်တော်တို့ပြည်သူတွေလူချင်းတာရိုင်းဆိုင်စွာ ပြောတဲ့ဦးအောင်မြင့်ကို အရေးယူပေးဖို့ဒီလိုဤသာလုံးနေလွတ်တော်ဝင်ကြီးတွေဒီလိုလားပြောရင်တိုင်းပြည်ကဘလို့ဖြစ်မလဲအဲ့တော့ဒီစကားကြောင့်သူ့ကိုကျွန်တော်တို့အားလုံးကအရေးယူပေးအောင်ဆောင်ရွက်ပေးရမယ်ကျွန်တော်တောင်းဆိုတယ်အရဖက်ဒရင်းနောက်ကိုစော်တူတရင်ပေးပို့ခဲ့တာပါရှင်တိုင်းရင်းသားလူမျိုးတွေရဲ့စိုးရိမ်ပူပန်မှုတွေကိုဖြေရှင်းပြီးမှသာ 2014သကောင်စင်းကောက်ယူဖို့နဲ့ဘ ਹੁ သကောင်စင်းကော်မရှင်အနေနဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့တစ်ချိန်တည်းတစ်ပြိုင်တည်းတွဲဆုံဆွေးနွေးဖို့တိုင်းရင်းသားအဖွဲ့အစည်း21ဖွဲ့ကကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ရန်ကုန်မြို့မှာတိုင်းရင်းသားအဖွဲ့အစည်းကိုယ်စားလှယ်တွေဒီနေ့သတင်းစာရှင်းလင်းပွဲကျင်းပပြီးတိုင်းရင်းသားတွေရဲ့နစ်နာချက်ကိုရှင်းပြခဲ့ကြပါတယ်။သကောင်စင်းမှာတိုင်းရင်းသားလူမျိုး135မျိုးဆိုပြီးသတ်မှတ်ထားတာဟာ တိုင်းရင်းသားတော်တော်များများအတွက်နစ်နာစေတဲ့အကြောင်းတိုင်းရင်းသားမျိုးနွယ်စုအရေးအတွက်သတ်မှတ်ဖို့အတွက်တိုင်းရင်းသားလူမျိုးစုတွေကိုယ်တိုင်ပါဝင်ဆုံးဖြတ်ခွင့်ရှိတဲ့အခွင့်အလမ်းတွေဆောင်ရွက်ပေးဖို့လည်းတောင်းဆိုခဲ့ကြပါတယ်လက်ရှိတကောင်စီရဲ့မှာဖော်ပြထားတဲ့မျိုးနွယ်စုအမည်တချို့ဟာမှားယွင်းနေတယ်လို့မျိုးနွယ်စုမဟုတ်တာကိုမျိုးနွယ်စုအဖြစ်သတ်မှတ်ထားတာတွေလည်းတွေ့ရှိရကြောင်းမျိုးနွယ်စုတစ်ခုတည်းကိုပဲဒေသန္တရအခေါ်နဲ့နှစ်ကြိမ်သုံးကြိမ်သတ်မှတ်ထားတာတွေရှိနေတဲ့အကြောင်းလဲတိုင်းရင်းသားအဖွဲ့အစည်းတွေကထောက်ပြထားပါတယ်ရှင်။ မန္တလေးမြို့မြက်ပားရက်မှာဖေဖော်ဝါရီလ15ရက်စနေနေ့ကကျင်းပခဲ့တဲ့စာပေဟောပြောပွဲမှာမူလကြေညာထားတဲ့ဟောပြောမဲ့ပုံကိုယ်တွေက88မျိုးဆက်အဖွဲ့ခေါင်းဆောင်တူဖြစ်သူကိုမြအေးကိုထုတ်ပယ်ပြဖို့တန်ဃာတော်တချို့ကလာရောက်ကန့်ကွက်ခဲ့ကြတဲ့အတွက်ဖယ်ရှားပေးလိုက်ရတယ်လို့သိရပါတယ်ကိုမြအေးဟာအစ္စလမ်ဘာသာဝင်တဦးဖြစ်တဲ့အတွက်ဟောပြောခွင့်မပြုဖို့တန်ဃာတချို့ကလာရောက်တားမြစ်ခဲ့ကြတာပါအဲ့လိုတားမြစ်ယုံနေမှာက ကျမ်းမာရေးအရာကိုမြအေးမလာနိုင်တဲ့အတွက်အစားထိုးဟောပြောကြောင်းစသဖြင့်ကိုမြအေးရဲ့နာမည်ကိုသုံးပြီးပြိဿက်ကိုမကြေညာဖို့အတင်းအကျပ်တောင်းဆိုခဲ့ကြတယ်လို့လည်းသိရပါတယ်။အလားတူပဲဖေဖော်ဝါရီလ12ရက်နေ့ကလည်းရန်ကုန်မြောက်ကလာပမြို့နယ်မှာပြည်တော်စုနေအထိမ်းအမှတ်စာပြေဟောပြောပွဲကျင်းပဖို့စီစဉ်ထားရမှာကိုမြအေးနဲ့ NLD ပါတီက၈နေဦးကုန်နီတို့နှစ်ဦးပါဝင်တာကြောင့်ဆိုပြီးတန်ခါတချို့ကလာရောက် တားမြစ်ခဲ့တဲ့အတွက်အဲ့ဒီဟောပြောပွဲကိုလည်းဖျက်သိမ်းခဲ့ရတယ်လို့သိရပါတယ်ရှင်။ မြန်မာနိုင်ငံကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်အာရှဖွံ့ဖြိုးရေးဘဏ် ADB ရဲ့ဆင်းရဲမွတ်တင်မှုလျှော့ချရေးဂျပန်ရန်မုံငွေကနေအမေရိကန်ဒေါ်လာ22သန်းကူညီထောက်ပံ့မယ်လို့သိရပါဗျ။ဖေဖော်ဝါရီလ14ရက်နေ့ကရန်ကုန်မြို့ International Business Center IBC မှာကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာဆင်းရဲမွတ်တင်မှုလျှော့ချရေးရန်မုံငွေအဖွဲ့တာဝန်ရှိသူတွေကပြောလိုက်ပါဗျ။လူတန်းငွေဒေါ်လာ22သန်းနဲ့က22သန်းကို ARD တိုင်မြို့ဝကျွန်းပေါ်ဒေသ မြန်မာနိုင်ငံအလဲပိုင်း6တွေ့စုံတနင်္သာရီတိုင်းနဲ့ရှမ်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးတွေအတွက်အသုံးပြုသွားမှာဖြစ်ပြီးကျန်တဲ့ဒေါ်လာ10သန်းကိုတနိုင်ငံလုံးကခုခံအားကျဆင်းမှုရောဂါခံစားနေရသူဝေဒနာရှင်2သိန်းနီးပါးရဲ့ကျန်းမာရေးစောင့်ရှောက်မှုအတွက်အသုံးပြုသွားမယ်လို့သိရပါတယ်။ဒီအစီအစဉ်ဟာအာရှဖွံ့ဖြိုးရေးဘဏ်နဲ့ကျန်းမာရေးဝန်ကြီးဌာနမွေးမြူရေးရေလုံငန်းနဲ့ကြေးလက်ဒေတာဖွံ့ဖြိုးရေးဝန်ကြီးဌာနပူးတွဲပြီး2014ခုနှစ်ကနေ2016ခုနှစ်အထိပူးပေါင်းဆောင်ရွက်မဲ့အစီအစဉ်လို့လည်းသိရပါတယ်ရှင်။ ဒီညအတွက်သတင်းကဏ္ဍကိုဒီမျှနဲ့ရန်နာဝင်ပြပါရှင်။ RFA ကိုကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။မကြာခင်မိနစ်ပိုင်းအတွင်းမှာပဲသတင်းဆောင်မတွေကိုဆက်လက်တင်ဆက်မှာပါ။ကျမတို့ RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည၈နာရီခွဲကနေ၉နာရီအထိညစဉ်ထုတ်လွှင့်နေပါတယ်။ဝေဖန်အကြံပေးချက်တွေကိုလည်းဖိတ်ခေါ်ပါရစေရှင်။ ထရုပ်မြင်သံကြားအစီအစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာပါအခုဆက်ပြီးသတင်းပိပုချက်တွေသတင်းဆောင်မတွေကိုထုတ်လွှင့်မှာပါမြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ကုလသမဂ္ဂလူအခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်သောမတ်စကင်တာနာဟာမနေ့ကကချင်ပြည်နယ်မြစ်ကြီးနားမြို့ကိုရောက်ရှိလာပြီးတဲ့နောက် KIO ဌာနချုပ်ရှိရာလိုင်ဇာဒေတာကိုတွားရောက်လေ့လာခဲ့ပါတယ် RFI သတင်းတောက်ကိုကျော်မျိုးမင်းကတင်ပြထားပါတယ်ရှင် မြန်မာနိုင်ငံဆိုင်ရာလူခွင့်ရေးကိုယ်စားလှယ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့6နှစ်တာကာလအတွင်းကိုအချိန်မြောက်နှဆုံးအချိန်ဖြစ်လာရောက်လည်လာတဲ့မစ္စတာကင်တာနာရဲ့ဒီခီးစဉ်ဟာအလွန်အရေးကြီးတဲ့ခီးစဉ်ဖြစ်တယ်လို့အချင်းပြင်းနဲ့အစိုးရအဖွဲ့နဲ့တွေ့ဆုံအပြီးမှာမစ္စတာကင်တာနာက RFA ကိုအခုလိုပြောပါတယ် It is very important after 6 years with the mandate ကျွန်တော်ရဲ့တာဝန်6နှစ်အတွင်းကိုအချိန်မြန်မာနိုင်ငံလိုင်းအောင်လက်ပတ်စဉ်အတွင်းမြန်မာအစိုးရရဲ့ပူးပေါင်းဆောင်ရွက်မှုကိုကျေးဇူးတင်ပါတယ်ကချင်ပြည်နယ်ခီးစဉ်မှာလည်းအစိုးရကပူးပေါင်းဆောင်ရွက်မယ်လို့ယုံကြည်ပါတယ် ရခိုင်ပြည်နယ်ခရီးစဉ်မှာလည်းအခြေအနေတွေကိုမိမိကိုယ်နဲ့မြေမြောင်ခွင့်ရခဲ့ပါတယ်။ရခိုင်ပြည်နယ်အခြေအနေတွေကိုလည်းမိမိခရီးစဉ်အားလုံးပြည်ဆုံးသွားတဲ့အခါမှာသတင်းတောက်တွေကိုရှင်းပြပါမယ်လို့ပြောထားတာပါ။မစ္စတာကင်တနာကချင်ပြည်နယ်ကိုပြည်ခဲ့တဲ့နှစ်ဩဂတ်စ်လ14ရက်နေ့ကလာရောက်ခဲ့ခြင်းကချင်လွတ်မြောင်ရေးဖွဲ့ KIO ထင်းချို့ရာလိုင်စာမျိုးမတွားရောက်နိုင်ခဲ့ပါဘူး။ဒါပေမဲ့ဒီချိန်မှာတော့ပြည်တော်စုအစိုးရနဲ့ချင်ပြည်နယ်အစိုးရအပါအဝင် KIO အဖွဲ့နဲ့ပါဆွေးနွေးပြီးချိန်မှာတော့ချက်ချင်းဆိုသလိုပဲမိုင်90ကျော်လောက်ဝေးတဲ့ KIO ထင်းချို့နယ်မြေလိုင်စာမျိုးနဲ့လက်ကျန်းရစတဲ့စစ်ပေးဒုက္ခတဲ့စခန်းတွေကို တောင်ရောက်လေ့လာခွင့်ရခဲ့တာဖြစ်ပါတယ်။အလိုင်းစာမျိုးပဲတောင်ရောက်လေ့လာတဲ့အခြေအနေနဲ့ပတ်သက်ပြီးမြကျင်းနာမျိုးအခြေဆိုင် KIO နိပညာအကြံပေးအလုပ်အဖွဲ့ရုံးကဘုံမူကြီးခွန်အောင်ကအခုလိုပြောပါတယ်။အဲကျွန်တော်တို့လိုင်းစာဌာနချုပ်ကိုတောင်းပြဆိုကြရတာကျွန်တော်တို့ KIO ကပုံမှန်ရှိတဲ့ကျွန်တော်တို့အဖွဲ့အစည်းကကျွန်တော်တို့အဲဘုံကောင်တီလူကြီးပိုင်းကြီးနောက်ပြီးတော့ကျွန်တော်တို့ဒီ IDB camp တွေပေါ့လေ IDB ကိစ္စတွေပါတွေနဲ့ပတ်သက်ပြီးတော့ဟိုအတိအကတော့အဲ့ဒါကိစ္စကိုသူတွားပြီးတော့လေ့လာမယ်လို့ကျွန်တော်လည်းအဲ့လိုပဲကျွန်တော်တို့ယူဆပါတယ် နောက်ပြီးဟိုမှာရှိတဲ့ကျွန်တော်တို့ပြပြတဲ့အခြေအနေကို तू ကအကောင်းကောင်းမွန်မွန်ပေါ့လေဒါမျက်မြင်ကိုတွေ့ तू ကတိရှိနေမှဖြစ်တဲ့အတွက် तू ကပို့ပြီးတော့လဲ तू ပုံမှန်ကုညီဖြည့်ရှင်းဖို့ကိစ္စတွေမှာ तू အနေနဲ့အများကြီးအကျိုးသက်ရောက်မယ်လို့ကျွန်တော်လည်းဒီလိုပဲယူဆပါတယ်အချင်းပြင်းနဲ့အဆုံအဖွဲ့နဲ့ဒီဆွေးနွေးခဲ့တာနဲ့ပတ်သက်ပြီးပြည်နယ်ဝန်ကြီးချုပ်ဦးလက်ကျွမ်းကဆိုင်ကလည်း RFA ကိုအခုလိုပြောပါတယ်ရင်းချိုင်းရဲ့ဆွေးနွေးမှုရဲ့အောင်မြင်မှုအကြောင်းပေါ့လေအစိုးရအဖွဲ့ရဲ့လက်လမ်းညီရဲ့နေရာအပြင်ကိုပေါ့လေဂျန်နဲ့ဒီ26နဲ့ ျန်တဲ့ဒီလိုက်စားလိုဝါချာလိုကက်မီလိုလည်းပဲကျွန်တော်တို့အတက်နိုင်ဆုံးထောက်ပံ့ကူညီမှုတွေကဒီ UN အဖွဲ့ UNG ကိုဖွဲ့တဲ့ NGO အဖွဲ့တွေကအကောင်းဆုံးပူးပေါင်းဆောင်ရွက်နေတဲ့အခုလည်းပဲထောက်ပံ့နေပါတယ်ဒါပြကြပါတယ်ဒါနဲ့သူကလည်းလက်ခံပါတယ်လူခွင့်ရေးကိုယ်စားလှယ်မစ္စတာကင်တာနာဟာ88မြို့ဆက်ကျောင်းသားအဖွဲ့နဲ့တွေ့ဆုံခဲ့ပြီးရခိုင်ပြည်နယ်နဲ့တိလဝါအထူးစီပွားရေးဆောင်ကြောင်းနေရာဖယ်ရှမ်းခံခဲ့ရတဲ့ဒေသခံတွေအခြေအနေတွေကိုတွေ့ရောက်လည်လာခဲ့တယ်လို့လက်ဘရောင်းတောင်စီမံကိန်းအခြေအနေတွေကိုတွေ့ရောက်လည်လာမှာဖြစ်ပါတယ်။လာမယ့်ဖေဖော်ဝါရီလ19ရက် သူ့ရဲ့ခီးစဉ်နောက်ဆုံးနေ့မှာမစ္စတာကင်တာနာကမြန်မာနိုင်ငံခီးစဉ်နဲ့ပတ်သက်ပြီးတရုတ်ဆန်ရှင်းလင်းပွဲကျင်းပမှာဖြစ်ပါတယ်။မစ္စတာကင်တာနာဟာဒီကြိမ်လာရောက်လေ့လာတဲ့သူ့ရဲ့နောက်ဆုံးခီးစဉ်အပြီးမှာတော့မြန်မာနိုင်ငံလူ့ခွင့်အခြေအနေနဲ့ပတ်သက်တဲ့အစင်းခန်းစာကိုလာမယ့်မတ်လ18ရက်နေ့မှာဆွစ်ဇာလန်နိုင်ငံဂျီနီဗာမှာပြုလုပ်မယ့်ကုလသမဂ္ဂလူ့ခွင့်ရေးကောင်စီမှာတင်သွင်းမှာဖြစ်ပါတယ်ခင်ဗျာ။အရဖေဒရင်းနောက်ကိုကျော်မျိုးမင်းတင်ပြသွားတော့ပါရှင်။အရဖေရုပ်မြင်သံကြားအစီအစဉ်တွေကိုဆက်လက်ကြည့်ရှုနေရတာပါ။ မြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်တွေကိုစောင့်ကြည့်လေ့လာမယ့်သူတည်တနာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Open Myanmar Initiative ခေါ်ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့ကိုဖေဖော်ဝါရီလ15ရက်နေ့ကရန်ကုန်လှိုင်မြို့နယ်မှာဖွင့်လှစ်လိုက်ပါတယ်။ RFA သတင်းတောက်ကိုတီဟာထွန်းကတင်ပြထားပါတယ်ရှင်။ပွင့်လင်းမြန်မာရှေ့ဆောင် Open Myanmar Initiative အဖွဲ့ဟာလွှတ်တော်စောင့်ကြည့်လေ့လာရေးနဲ့နိုင်ငံရေးတင်နန်းတွေတင်ကြားပို့ချပေးရည်ရွယ်ချက်နဲ့ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဒီအခမ်းအနားမှာ88မျိုးသက်ငင်းချိုင်းနဲ့ပွင့်လင်းလူဖွဲ့စည်းကောင်းဆောင်ကိုမင်းကိုနိုင်ကလွတ်တော်ပြင်ပကနေပြည်သူတွေရဲ့နှုတ်ချမှုတာဝန်ယူမှုနဲ့ကိုယ့်အခွင့်အရေးကိုရယူနိုင်ရေးအတွက်လှုပ်ရှားဆောင်ရွက်နေတဲ့လူပုဂ္ဂိုလ်တွေလိုအပ်တယ်လို့လွတ်တော်တင်မှာဝင်ရောက်တာဝန်ယူရေးအတွက်စနစ်တကျလက်ကျင့်ထားတဲ့သူတွေလည်းလိုအပ်ကြောင်းပြောပါရစေ။ကျွန်တော်တို့ကမတရားမှုတွေကိုပေါ်ထွက်တာကိုလည်းသဘောတူပါတယ်။အဲ့ဒီမတရားမှုကိုပြင်းပြအောင်မြင်သွားအောင်ဘယ်လိုဖြေရှင်းမလဲ။အဲ့ဒီပြည့်စုံတဲ့ခုနဲ့ဒီပါနိုင်ဖို့အဲ့ဒါမျိုးတွေကျွန်တော်တို့ပြောနေပါတယ်။ ဒါကြောင့်ဒီ open မြန်မာ initiative ကနေပြီးတော့တင်နန်းတွေသူရတနာလုပ်ငန်းတွေအဲ့ဒီကထွက်လာတဲ့တင်နန်းသားတွေဟာလေစက်တနာကိုပေါ်ထုတ်သူတွေဒီမှာကစက်တနာကိုပြည်ရည်တိတိဆွေးနွေးအပြေရှားတတ်တဲ့သူတွေဒီဖြစ်ပါလို့လည်းကျွန်တော်စာနာပြပါတယ် ခန္ဓာမှာပထမအကြိမ်ကနေစတမအကြိမ်အထိလွှတ်တော်အစည်းအဝေးအတွင်ဆွေးနွေးတဲ့အမေးအဖြေတွေကိုစူးစမ်းထားတဲ့လွှတ်တော်စောင့်ကြည့်လေ့လာရေးအစီရင်ခံစာအမှတ်၁ကိုလည်းစတင်ဖြန့်ချီခဲ့ပါတယ်။အဲဘာယူရကျဖြစ်မလဲလို့ပြောမှဆိုရင်တော့ကျွန်တော်တို့ဒီလွှတ်တော်တစ်ခုလုံးစောင့်ကြည့်လေ့လာရေးအစီအစဉ်တွေလုပ်တဲ့အခါမှာအစိတ်အပိုင်းတစ်ခုအနေနဲ့ပေါ့နော်ပထမဆုံးစလုပ်လိုက်တာပေါ့။အဲလိုပထမဆုံးစလုပ်လိုက်တဲ့အခါမှာမိဘနေဘလောက်တော့မိခဲ့ကြတယ်ဆိုတာကိုပြည်သူတွေသိသွားမှာပေါ့နော်။ဘယ်လိုလူမျိုးတွေကမိဘတွေအများကြီးမိတယ်လေပေါ့။ ဒါတွေလည်းပြည်သူတွေသိလာမှာပေါ့နော်။ဒါမျိုးတွေကိုကျွန်တော်တို့ကကိန်းကနဲအချက်အလက်တွေနဲ့ထုတ်ပြပြီးတော့အများပြည်သူလေ့လာသိရှိနိုင်အောင်ထုတ်ပြရမယ်။88မျိုးဆက်ငင်းချင်းရင်ပွင့်လင်းလူဖွဲ့စည်းကောင်းဆောင်တူဖြစ်သူကိုကိုကြီးကသုတေသနအဖွဲ့ဖြစ်ပေါ်လာဖို့ရွေချက်ကိုအခုလိုပြောပြခဲ့ပါတယ်။ဒီပွင့်လင်းမြန်မာရှေ့ဆောင် Open မြန်မာ Initiative ဆိုတဲ့အဖွဲ့စီပါ။တကယ်လို့သုတေသနဘူမိသားစာနဲ့ဆက်ပြီးတော့ပြန်ဆောင်သွားနိုင်ဖို့လက်ရှိလုပ်နေတဲ့ဂျူနီယာတွေဒီမှာကပဲနဲ့သုတေသနလည်းပြန်ပါ ကျွမ်းကျင်တဲ့စိတ်ဝင်စားတဲ့လူငယ်မျိုးဆက်တွေပါတယ်။ဒီဖြစ်နေကျွန်တော်တို့ဒီအခွင့်အရေးထဲမှာတိုးချဲ့ပြီးတော့အားကောင်းလာဖို့ရည်ရွယ်ပါတယ်။ဒါကြောင့်ကျွန်တော်အကြံပေးတစ်ယောက်အနေနဲ့ဒီပုံလေးတစ်ပါးရှိသောအချိန်ရလာဖို့အားကောင်းလာဖို့ကျွန်တော်စူးစမ်းပေးနေတာဖြစ်ပါတယ်။ဒီသုတေသနအဖွဲ့အနေနဲ့နိုင်ငံရဲ့ကျင်းသားဟောင်းတွေရဲ့မိသားစုဝင်တွေဘဝမြင့်တင်ရေးစိတ်သက်ပြန့်လဲထူထောင်ရေးတည်နှံ့တွေကိုလည်းတိုင်းနိုင်ငံလုံးအတိုင်းအတာနဲ့ပို့ချပေးသွားမယ်လို့သိရပါတယ်ခင်ဗျာ။

2008ဖွဲ့စည်းပုံခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုံးမှုဆောင် ကော်မတီနဲ့88မျိုးဆက်ငင်းချင်းရေးနဲ့ပွင့်လင်းလူအဖွဲ့အစည်းတို့မနေ့မနေ့ပိုင်းကတွေ့ဆုံဆွေးနွေးပြီးပူးတွဲကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ဒီပူးတွဲကြေညာချက်နဲ့ပတ်သက်ပြီး88မျိုးဆက်ကျောင်းသားကောင်းဆောင် ကိုချင်းမီကို RFA သတင်းတောက်ကိုမျိုးစော်ကတွေ့ဆုံမေးမြန်းထားပါတယ်ရှင်။အခြေခံဥပဒေကိုပြင်ဆင်ရမယ့်ဒီအခန်း7ပုံမှန်436နဲ့ပတ်သက်ပြီးတော့ဒီ ပြုဝင်ပြောင်းလဲဖို့ပြင်ဆင်ဖို့အတွက်ကိုဒီကြေညာချက်ထမ်းမှထုတ်ပြန်ထားတာတွေ့ရပါခင်ဗျာဘလူးနီးလန်းတွေနဲ့ပြင်ဆင်ပြောင်းလဲဖို့အတွက်သဘောတူညီချက်ရခဲ့လဲမသိခင်ဗျာဒီဖွဲ့စည်းပုံအခြေအနေဦးတွေပြင်ရမယ်လို့ပြောနေကြတော့ဗောဗျာဒီမှာပူပေါင်းကော်မတီတို့ဘာတို့ညာတို့လည်းဖွဲ့ကြတော့ဒါပေမဲ့ဘယ်လိုပြင်ရမှာလဲဘာလို့ပြင်မှာလဲဆိုတဲ့ကိစ္စမှာတော့အဲ့ဒါတော့ကျွန်တော်တို့ပြောစရာတွေရှိလာတယ်ရှိလာတော့ကျွန်တော်တို့ဖွဲ့စည်းပုံအခြေအနေဦးတွေတခုလုံးပြန်ပြီးချုပ်ကြည့်လိုက်တဲ့အချိန်မှာဘယ်ကောင်ဘယ်ပြင်ပြင်ဒီအခန်းဆက်နှစ်ပါပုံမှန်၄၃၆ကိုမပြင်မဲနဲ့တော့ဘာမှလွယ်လွယ်ကူဖြစ်မလာဘူးအဲ့တော့အားလုံးရဲ့ဟိုလား 85ရာခိုင်နှုန်းအထက်ရမှာပြင်ရမယ်ဆိုပြီးရင်အဲ့ဒီဟာဘလုံးမဖွဲ့စည်းပုံခြေမှုတွေပြင်မှုမဖြစ်နိုင်တော့ဘူးမဖြစ်နိုင်တဲ့အတွက်ကျွန်တော်တို့ဟာအဓိကနဲ့အရေးကြီးဆုံးဖြစ်တဲ့အဲ့ဒါပုံမှန်436ကိုအရင်ဆုံးပြင်ရမယ်လို့ကျွန်တော်တို့ပြောပါတယ်တကယ်တမ်းပြင်ရမှာတော့တော်တော်လေးမှပြင်ရမှာဗျနော်လွတ်တော်တွေမှာဆွေးနွေးပြီးတော့လွတ်တော်တွေမှာပြင်ရမှာသို့တော့ကျွန်တော်တို့ကဒီလွတ်တော်နဲ့မလုံလောက်ဘူးလို့ကျွန်တော်တို့ကတော့ယူဆတယ်အဲ့ဒီအတွက်ဘာဖြစ်လဲဆိုတော့ပြင်ပကနေပြီးတော့ကျွန်တော်တို့ကဝမ်းဝမ်းပတ်ပိုးကြမဲ့အနေနဲ့ကျွန်တော်တို့ဒီလိုပူရဲချီတဲ့ချက်ကိုကျွန်တော်တို့ထုတ်တယ်အဲ့တော့ကောင်းပြီဘလို့ပူတဲ့ကျွန်တော်တို့ အဲဘယ်လိုပံ့ပိုးကြမလဲဆိုတဲ့နေရာမှာလဲကျွန်တော်ဒီမိုကရေစီရဲ့သဘောကဒီမိုကရေစီလုံထုံးလုံးညံ့ကြီးကျွန်တော်တို့ကသွားမှာပဲအော်ကျေးကျေကျွန်တော်တို့ကအော်မြို့သားဒီမိုကရေစီဘက်ကျွန်တော်တို့88ငင်းငင်းနဲ့ပုံနဲ့လူဖွဲ့စီအပြင်ကိုနော်ကျွန်တော်တို့ဒီတန်းသားတွေနောက်ပြီးတော့ကျွန်တော်တို့ပြည်သူတက်ရလုံးပေါ့နော်ဒါကျွန်တော်တို့အခွင့်အရေးရှိတယ်အဲ့တော့ဒီပုံမှန်436ကိုပြင်ဖို့ဆိုလို့ရှိရင်ဒီ85ရာခိုင်နှုန်းတော့လွတ်တော်ကိုစလေအထက်ကထောက်ခံရမယ်ဆိုပြီးတော့ ဟိုပြောဆိုထားတာအခြေခံဥပဒေတမှာရေးသားထားတာရှိပါတယ်ကြာအဲ့တော့ဒီလွတ်တော်ထဲမှာဆိုလို့ရှိရင်လေဒီ25ရာခိုင်နှုန်းတော့တက်မတော်ဘက်ကနေပေါ်လာတာဖြစ်တဲ့အတွက်ကြောင့်ဒီ85ရာခိုင်နှုန်းကြော်တဲ့ရာခိုင်နှုန်းရအောင်တက်မတော်ဘောဘယ်လိုများအကြံပြုတိုက်တွန်းဖို့ရှိလဲမသိခင်ဗျာကျွန်တော်တို့ရှိပါတယ်အဲ့ဒါကတော့သက်ဆိုင်ရာ stakeholder တွေအကုန်လုံးကိုလည်းကျွန်တော်တို့ဆွေးနွေးသွားမယ်တိုက်တွန်းသွားမယ်ဒါတွေကိုကျွန်တော်တို့လုပ်သွားမှာပဲလွတ်တော်ကိုလည်းတိုက်တွန်းမယ်သက်ဆိုင်ရာတွေအကုန်လုံးကိုတိုက်တွန်းသွားမယ်ဘာကြောင့်လဲဒီကနေ့ပြည်ပြန်ပြောင်းလဲခြင်းရတယ်ပြည်ပြန်ပြောင်းလဲမှုတွေလုပ်ကြမယ်ဒီမိုကရေစီကိုပြောင်းလဲမယ်ဆိုရင်အဲ့ဒီအဲ့ဒီ၄၃၆ဟာအရေးကြီးဆုံးပဲ ။ဘာကြောင့်ကျွန်တော်တို့ပြောရမလဲဆိုထပ်ပြောရအောင်မယ်။ဒီမိုကရေစီမှာအရေးကြီးတာကပြည်သူ့ကနေတော့ရွေးချယ်တင်မြောက်ထားတဲ့ကိုယ်စားလှယ်ရဲ့အခမ်းအနားအသိကိုအရေးကြီးတယ်။အဲ့တော့ခုနကမဲခွဲဆုံးဖြတ်တဲ့နေရာမှာဒီမိုကရေစီအနည်းရရွေးချယ်တင်မြောက်ထားတဲ့လူမှုကိုယ်စားလှယ်ရဲ့အခမ်းအနားမိမ့်မိနေတယ်။ဟုတ်တယ်။အဲ့ဒါကိုလည်းကျွန်တော်တို့ဒီတက်မတော်ဘက်ကလည်းဒါကိုနားလည်မယ်လို့ကျွန်တော်တို့ဟာလာမျှော်လင့်တယ်။နားလည်အောင်လည်းကျွန်တော်တို့ အဲကြိုးစားလိုက်မယ်လူလူဆန္ဒအမှန်ကိုလူလူအတန်ကိုတင်းတင်းချာချာနားထောင်မယ်ဆိုလို့ရှိရင်တော့ဒါတွေကပြုံပြောင်းလဲဖို့ဖြစ်လာနိုင်ပါလေအဲ့တော့လွတ်တော်ထဲမှာပြင်ဖို့မဖြစ်နိုင်ဘူးဆိုလို့ရှိရင်တခြားဘယ်လိုနီးလန့်နေလဲတော့လှုပ်ဆောင်သွားမယ် NLD နဲ့ဒီ80ရှင်းနဲ့ပူပေါင်းပြီးတော့မလို့လွတ်တော်ထဲမှာပြင်ဖို့မဖြစ်နိုင်ဘူးဆိုတော့အဆိုအခုချိန်ကြီးကျွန်တော်ကဟိုဟိုမစွန့်လို့ချင်သေးဘူးဆိုလို့ရှိရင်ပါလွတ်တော်ထဲမှာလည်းပြင်ကုန်ပြန်မယ်လွတ်တော်ဆိုတာဒါပြင်ဖို့အတွက်ဒါလမ်းကြောင်းအမှန်လေအဲ့တော့လွတ်တော်ထဲမှာပြင်ဖို့မလုံလောက်တာပဲကျွန်တော်တို့ကပြောနေတာနော်ဘာဖြစ်လို့မလုံလောက်လဲဆိုရင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေမူလပေါ်စဉ်ကာလတုန်းကဒီလွှတ်တော်နဲ့ပေါ်ခဲ့တာမဟုတ်ဘူးအဲလူရုဆန္ဒအစ်မန်နဲ့ပေါ်ခဲ့တာမဟုတ်ဘူးအဲ့တော့လွှတ်တော်ကဒီကနေ့လူရုရဲ့အတန်ကိုနားထောင်ရနိုင်မယ်လူရုရဲ့ဆန္ဒအမှန်ကိုနားထောင်ရနိုင်မယ်ဆိုကြပါစို့အဲလွှတ်တော်ကိုယ်စားပေါ့နော်လွှတ်တော်ကိုယ်စားတယောက်ချင်းစီကသူ့နေမြေမှာရှိနေတဲ့နော်ပြည်သူတွေရဲ့အတန်ဟာဘာလဲဘယ်ဟာကိုပညာနဲ့ဘာလုပ်ချင်တယ်လဲဆိုတာကိုသူလေးလေးစားစားနားထောင်ပြီးတော့မှ ါ့ကိုသူပြင်ရလိမ့်မယ်အခုအမျိုးသားဒီမိုကရေစီအဖွဲ့ရဟိုဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ဆိုပြီးလိုက်လံဟောပြောနေတာရှိပါခင်ဗျာ88မျိုးဆက်ငငယ်ကြီးနဲ့ပွင့်လင်းသူဖွဲ့စည်းအောင်အဲ့လိုမျိုးတိုင်းလာဟောပြောဖို့ရှိပါကောကျွန်တော်တို့ပူးတဲ့ဆောင်ရွက်သားမဲ့လုပ်ငန်းကိစ္စတွေအများကြီးရှိပါတယ်เนาะဒီမိုကရေစီနီလန်းပေါ့ငင်းရတဲ့နီလန်းနဲ့ကျွန်တော်တို့လှုပ်ရှားတွေအများကြီးရှိပါတယ်နီလန်းများစွာလည်းရှိပါတယ်အဲ့ဒီနီလန်းတွေကိုကျွန်တော်တို့အသုံးပြုသွားမှာပါเนาะကျွန်တော်တို့ပူးတွဲပြီးတော့လည်းကျွန်တော်တို့ဆောင်ရွက်သွားမှာပါဒီအပြင်ကိုကျွန်တော်တို့လည်းမဟုတ်ဘူးကျွန်တော်တို့တိုင်းသားညီကိုတွေနောက်တိုင်းသားကောင်းဆောင်တွေပါ ဒီလူသုံး6ကိုပြုပြင်တဲ့နေရာမှာပူပေါင်းပေါဝန်လာနိုင်ဖို့လည်းကျွန်တော်တို့ကြေကြေပြန့်ပြန့်ကျွန်တော်တို့ဆွေးနွေးသွားမှာပါအရာဖေးမြင့်တညာအစီအစဉ်တွေကိုဆက်လက်ကြည့်ရှုနေရပါရှင်။68ကြိမ်မြောက်မွန်မြူသားနေအခမ်းအနားကိုမွန်ပြည်နယ်မြို့တော်မြို့နယ်ကမာဝတ်ကျေးရဇယားနယ်ဖရားခွင်မှာဖေဖော်ဝါရီလ15ရက်နေ့ကကျင်းပခဲ့ပါတယ်။အရာဖေးဝိုင်းတော်သားကိုကျော်မင်းထွန်းကတင်ပြထားပါတယ်ရှင်။ဒီနေ့မွန်မြူသားနေအခမ်းအနားမှာ မွန်တန်ဃာတော်တွေနဲ့အတူမွန်ပြည်သစ်ပါတီဥက္ကရာနိုင်ထောမွန်မွန်နိုင်ငံရေးပါတီတွေကခေါင်းဆောင်တွေနဲ့မွန်ပြည်နယ်ဒေသအသီးသီးအဖွဲ့အစည်းတွေတက်ရောက်ခဲ့ပါတယ်။မွန်လူမျိုးတွေရဲ့ယဉ်ကျေးမှုတွေစာပေတွေမပြောက်ပြက်အောင်မွန်မျိုးသားတွေကိုကျင်းပရတာဖြစ်တယ်လို့ပွဲချင်းပါရေးကော်မတီဝင်ဒေါက်တာမင်းကြည်ဝင်းကအခမ်းအနားမှာပြောပါတယ်။ဟိုရင်းတော့ကမွန်စာပေဆိုရင်ဒါနန်းသုံးသုံးခဲ့တဲ့စာပေ။အဲ့တော့ဒီစာပေကြီးမှုတွေမပြောက်ပြက်အောင်ခင်းလေးကွယ်ဆောက်ပြီးရေးချက်နဲ့တို့ရောက် ဒီမျိုးသားနေတရက်ရှိဖို့လုံတယ်ဆိုတာတို့ကဒါယုံကြည်တယ်။ယုံကြည်တဲ့ခါကျတော့မွန်တိုင်းသားစီယုံကနိုင်ငံပါတီပါ။အေးမွန်တိုင်းသားစီယုံကောင်းကောင်းကြီးကတို့ဒါညီလကတရားကျင်းပပြီးတော့ကမွန်မျိုးသားနေကိုသတ်မှတ်ခဲ့တာပေါ့နော်။မွန်မျိုးသားနေ့ကျင်းပခွင့်ရသလိုတခြားတိုင်းရင်းသားတွေရဲ့မျိုးသားနေ့တွေကိုလွတ်လပ်စွာကျင်းပပေးခြင်းအပြင်တိုင်းရင်းသားအချင်းချင်းနားလည်မှုတွေရရှိပြီးငြိမ်းချမ်းရေးအမြန်ဆုံးရရှိနိုင်မယ်လို့ရှစ်ဆက်ရှစ်မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူဖွဲ့စည်းက ်မွန်မျိုးသားတူဖြစ်တဲ့ကိုမင်းစေရကပြောပါရဲ့ဒိုးသားရင်နေပါနော်ဒါကိုဝိလိမြင်သာစွာနဲ့လွတ်လပ်စွာကျင်းပဝေပေးခြင်းဟာဖြင့်လူမျိုးတစ်မျိုးနဲ့တစ်မျိုးကြားနော်နားလည်မှုတွေယုံကြည်မှုတွေချစ်ခင်မှုတွေပေါ်ရလာပြီးတော့ဥရောတကယ်တော့ဥရောနိုင်ငံရဲ့ဟိုကလည်းအင်မတန်ရှေ့ကြားတဲ့စိုးမှုကြီးဖြစ်တဲ့မျိုးသားပြန်လဲပြင်းပြင်းရရှိဖို့ဒီရရရှိရှိဖို့ကအထောက်အပံ့ရတယ်။ဟုတ်လားလေ။ဟိုကျွန်တော်တိုင်းနာမျိုးသားနေတယ်ပေါ့လေ။ဒါတို့လည်း ဟိုသက်ဆိုင်ရာအာဏာပိုင်တွေကလည်းပြောအားပေးမယ်ပူကျူးမယ်ဆိုရင်ဒီစီးတက်လောက်နိုင်မယ်အခုကြည့်လေဘာဖြစ်လဲအာလို့ပြောရရတာအာလို့စစ်ချမ်းသာရရတယ်။ဒါကိုမြင်ရတာပဲကိုကြည်လူတွေရတာ။ဒါမကောင်းဘူးလား။တော့တို့ပဲဒီအုပ်ချုပ်တဲ့ဆိုရအောင်လေပြည်သူတွေအကောင်းမမြင်သွားဘူးလား။အဲ့လိုမဟုတ်ဘူးနဲ့ကြုံတွေ့ပြီးတော့ဆိုရင်မှုနဲ့ကြုံတွေ့ပြီးတော့ကာကွယ်မှုနဲ့ကြုံတွေ့ပြီးတော့ဖိတ်တယ်မလို့နေ။အဲ့ဒီကပုံစိုးမှာအဲ့ဥကပြောချင်တာဒီလူမျိုးသားတွေကိုချိန်ဆမျိုးတော့ဟိုအာလို့ပြောချင်တာကတကယ်နဲ့ ်အင်းကြီးကိုလုံချစ်သလားတကယ်တမ်းယုံကြည်မှုကိုလုံချစ်သလားယိုးသားမှုဗျာနော်ယိုးသားမှုနဲ့ဆက်ဆံတာဒါဆိုဦးတို့လူမျိုးတွေအရောမောင်ထမတွေဆွေမျိုးသားချင်းတွေမယုံကြည်စက်ဘာမှကြောက်ဘူးမွန်မျိုးသားနဲ့ထုတ်ပြန်ချက်မှာတိုင်းရင်းသားတန်းတူခွင့်ရင်းနဲ့ငြိမ်းချမ်းရေးကိုအမြန်ကောင်းထည်ဖော်နိုင်မှုတိုက်တွန်းထားတယ်လို့ဒေါက်တာမင်းကြည်ဝင်းကပြောပါတယ်အခုနှစ်ကျင်းပတဲ့မွန်မျိုးသားနေ့ကိုနိုင်ငံတော်သမ္မတဦးသိန်းစိန်စီကပထမဆုံးအကြိမ်အဖြစ်သဝန်လွှာပေးပို့ခဲ့သလို မြို့သားဒီမိုကရေစီဖွဲ့ချုပ် NLD မွန်ပြည်နယ်ဝန်ကြီးချုပ်နဲ့ပါတီဖွဲ့စည်းတွေကပေးပို့တဲ့တဝန်လွှာတွေကိုလည်းဒီခန်းနာမှာဖတ်ကြားခဲ့ကြပါတယ်။မွန်မျိုးသားနေကိုလွန်ခဲ့တဲ့1948ခုနှစ်ကစပြီးတော့မော်လမြိုင်နဲ့ရန်ကုန်မြို့တွေမှာပထမဆုံးအချိန်ကျင်းပခဲ့ပြီးအဲ့ဒီနောက်ပိုင်းနှစ်တွေမှာမွန်ပြည်နယ်တို့ကမြို့တွေနယ်တွေမှာအလှည့်ကျနှစ်စဉ်ကျင်းပခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ခုဆက်လက်ပြီးကရင်တိုင်းရင်းသားဘာသာအစီအစဉ်ကိုထုတ်လွှင့်ပေးမှာပါ။ 65ချိန်မြောက်ကရင်တော်လှန်ရေးနေခန္ဓာကို KNU ကရင်မျိုးသားအစည်းအရုံးတက်မဟာ9နေမြေမှာကျင်းပခဲ့တဲ့အကြောင်းမြမောသာစာရန်ထုတ်တင်ပြထားပါတယ်ရှင်ပကညာတော့ကလညာအတမွန်နီတလောအချိရကောတဲ့အဖို့တမေဒီတော်တော့ပကဒုန်နေပါကေ Pakenyo dong li dawe ata abu ato ata tebli ta sinyo polo ta kweya. Do amenya pakedoni ba chiru kote ata kweda ya. Dito do pakedu to konsepu federal konsepu le o dok li du kele kesi pakedo ta kweda ya ta tito teto to miko do o mutu ko le chiko to be yi abu nilo. Ahwini do awe yi mewe da ta lepa ba gelo diwe da sumenya pakedo လာပကတိဝဲတာစူပတာပညိုစူပတိရကောတဲ့ဖော်တာဟောနေလောမူနီမူသာဝိုင်းနေပကကီရကေလာပကီခုချီယန်နီမူတနီနေတကမအသာဒီလေကဟောတာယကကောပတူတကူကစွာကစီတာပတာဒီလော်လူညာလော်တဲ့ကမသာဒီလေတော့အနီခုချီယန်နီတော်ဘူးတာပဲချန်နေတာမသာချီအလီလေတာလူတာပြေလေကပြေကေ ပတိပကောပတာခွက်ရလေလလိချရလေလူဖေးချရလေဒိုချရလေပကတိနော်ရကေယောဘောလေပတာပချာတလေကေဖခုပသာဟောမေလောနွီလောဘဲရပသူမေသာဟောသူဟာဟောသာဟောဘာဖူးတင်နော်ရကေဘာလေအလူရတလီသာသမူလူတို့ဖေးတော်တိဖာနေတော့ရွယ်ဘူးတွဲထားပါပေါ်သာမေတာပါရှာရီဘာဝိဘာဝိဘာဝိဘာတာပါရှာကမန္နာတာ မေဒေါဂလေအမူဒာ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 တပရှာတောတရာတပွားတော်ကမနတာရဖေယမင်တညာအစီအစဉ်တွေကိုကြည့်ရှုနေရတာပါပြည်သူများရှင်ကျမတို့ရဖေယမင်တညာအစီအစဉ်တွေကိုအချိန်တိုးချဲ့ပြီးထုတ်လွှင့်ပေးနေပါတယ် ညဘက်၈နာရီခွဲမှာပုံမှန်ထုတ်လွှင့်တဲ့အစီအစဉ်ကိုနောက်တစ်နေ့မနက်9နာရီခွဲမှာတစ်ချိန်နေ့လယ်၁နာရီမှာတစ်ချိန်ပြန်လည်ထုတ်လွှင့်ပေးနေတဲ့အကြောင်းသိပေးအပ်ပါတယ်။ RFA ရဲ့ Radio အတန်လွှင့်အစီအစဉ်နဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကိုကွန်ပျူတာအင်တာနက်ကတဆင်လည်းဖမ်းယူကြည့်ရှုနားဆင်နိုင်ပါတယ်။လိပ်စာကတော့ www.rfa.org/bamis ဖြစ်ပါတယ်။ RFA ကိုစာရေးသားပို့ချင်တဲ့ဆိုရင်တော့ internet email လိပ်စာက bamis@rfa.org ဖြစ်ပါတယ်။ ဒီနေ့အတွက် RFA ရုံဝင်တန်ကြားအစီအစဉ်တွေလည်းဒီမှာပြီးဆုံးပါပြီ။ကြည့်ရှုကြတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ကြပါစေရှင်။